တဏ္ဍမိုးသိန်းကတော့ပြန်ချမ်းပါပြီမနေ့ကသူ့ကိုယောက်ချားတမ်းမဲ့ဒါထွန်းထွန်းတို့ရွှေမန်းတို့အဖွဲကနေပြီးတော့သူ့ရဲ့အခုလက်ရှိကြိုက်နေတဲ့ကောင်လေးကအနေပြီးတော့အချင်းဦးစည်းဌာနကညှို့မှုဆိုပြီးတော့ online ပေါ်မှာသတင်းဖြန့်နေကြလို့နေနိုင်တော့ပဲနဲ့ပွဲကထက်ချမ်းရပြန်ပါပြီဒီကိစ္စကဆက်လက်ပြီးတော့ကြမ်းမယ်နေထားမှရှိတယ် ရွှေမန်းကသူနဲ့အလုတ်သွဲလုံးသမီးကောင်မလေးကိုဆွဲစားတဲ့အကြောင်းတသာမိုးစိန်ကပြောပါတယ်။မေအောင်လိုင်ရဲ့သမီးလည်းပါတယ်ဝမုံရွှေလည်းပါတယ်အကြောင်းအရေးမွတ်တွေပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဒီကြားထဲမှာမှဒါရွှေမန်းဟာ အမင်းအွန်လိုင်းရေးသမီးခင်ရင်တက်မှုနဲ့ကြိုက်ခဲ့တယ်ပေါ့နော်။ကြိုက်ခဲ့ပြီးတာတော့ဒါကျွန်တော်တို့6လလောက်တွဲခဲ့တယ်ပေါ့။တွဲခဲ့တာတော့သူကလက်ထပ်မယူခဲ့ဘူးနော်။ငငတော်ရဲ့ထိတ်တန့်ကောင်းဆောင်ကြီးဖြစ်တဲ့မင်းအွန်လိုင်းရေးသမီးကိုတော့မယူခဲ့တာ။နင်းကိုကြဘလို့ယူမှလဲဆိုပြီးတော့ဒါတန်တာမိုးသိန်းကိုနှိမ်ပြီးတော့ပြောဆိုရသူရှိရပေါ့နော်။ ခုသူယူတဲ့ရွှေမန်းယူတဲ့ဒါဆီယောင်မလေးရအတိုင်းဝိုင်းဟာဆိုနေပဲဘူမူတိုင်းဝိုင်းပေါ့နော်ဘူဘူချိုတိုင်းဝိုင်းဖြစ်တယ်ဒါကြောင့်မလို့ထွန်းထွန်းကပြောတာပေါ့နော်ဒါစိတ်ကစားလို့ရတဲ့အတိုင်းဝိုင်းမဟုတ်ဘူးတကယ်ဟိုတွဲတယ်ဆိုရင်ယူရမယ်အတိုင်းဝိုင်းလို့ဆိုထားတာကို ဒါကြောင့်မလို့เนาะပြဿနာတွေကဝန်မျိုးဖြစ်ကုန်တာဖြစ်တယ်။ဆိုတော့ဟိုထွန်းထွန်းကိုရင်ကเนาะတနာမှုသိန်းကအပြည့်လေးမရှိဘူး။စင်းနေစင်းရတော့เนาะရွှေမန်းကျတို့အပြောကစားလို့ရတဲ့အတိုင်းဝိုင်းပေါ့เนาะတော်တော်မှန်ရင်ပါတယ်။အခုတော့တနာမှုသိန်းကမခံနိုင်တော့ဘဲနဲ့သူရလက်ရှိကောင်လေးကเนาะဒါဘူမှုเนาะကျတို့ညှို့မှုအမျိုးမျိုးပြောနေကြတာဖြစ်တဲ့အတွက်ဒါမနေနိုင်တော့ဘဲနဲ့မြောင်းနိုင်ရသမီးပါဝမှုရှိပါမချမ်းစားခဲ့တဲ့ဒါရွှေမန်းကိုတဲပဲဆော်လိုက်ပြီးပဲဖြစ်ပါတယ်။